အီရန်ရဲ့အငင်းပွားပွဲနျူကလ িয়ার စီမံကိန်းပြဿနာကိုဖြေရှင်းမှုအီရန်နဲ့အမေရိကန်ရဲ့ထိပ်သီးကိုယ်စားလှယ်တွေဟာဆွေးနွေးညီနိုင်မှုတွေကိုပြန်လည်စတင်ပြုလုပ်ခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်အီရန်နဲ့အမေရိကန်တို့ကဆယ်စုနှစ်များစွာကြာမြင့်နေတဲ့နျူကလ িয়ার စီမံကိန်းပြဿနာကိုတတမန်နီလန်နဲ့ဖြေရှင်းလိုကြောင်းပြောကြားခဲ့ပေမယ့်ကိစ္စရဲ့အချုပ်မှာနှချိုင်းစွာသဘောထားကွဲလဲနေစေဖြစ်ပါလေ။အီရန်နိုင်ငံခြားရေးဝန်ကြီးအာဘတ်စ်အာရီချီနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အရှိအလေပိုင်းရည်ရန်တတမန် Steve Wiskoff တို့ဟာအိုမန်နိုင်ငံမက်စကတ်မြို့တော်မှာအိုမန်စစ်စစ်ညီနိုင်သူတွေနဲ့အတူစတုဒ္ဒအကြိမ်မြောက်ဆွေးနွေးပွဲကိုပြုလုပ်ခဲ့ကြပါတယ်။အီရန်ဟာရှင်းလင်းပြတ်သားတဲ့မူဝါဒတွေအပေါ်အခြေခံပြီးကောင်းမွန်တဲ့အနေအထားမှာရှိနေပါတယ်။ဒီဆွေးနွေးပွဲကလည်းတိကျတဲ့သဘောထားတစ်ခုရရှိဖို့မျှော်လင့်ပါတယ်လို့ RG ကမက်စကတ်မြို့တော်ကိုမတွားရောက်မီအီရန်နိုင်ငံပိုင်ရုပ်သံမှာပြောကြားခဲ့ပါတယ်။ အိုမန်နိုင်ငံမှာရှိနေတဲ့အီရန်ရဲ့ကျွမ်းကျင်သူတွေအဖွဲ့နဲ့လည်းလိုအပ်မဲ့ဆိုရင်ဆွေးနွေးတိုင်ပင်တော်မယ်လို့သူကပြောပါရယ်။ဝစ်ကော့ဖာမီလာရှီယက်က Brightbird News သတင်းမီဒီယာနဲ့တွေ့ဆုံချိန်မှာအီရန်နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်ပြီးအမေရိကန်ရဲ့အလျှော်မပေးနိုင်တဲ့သတ်မှတ်ချက်တွေကိုပြောကြခဲ့ပါရယ်။ယူရေနီယံမတန့်စင်ရဘူးအတိတ်ကတော့ဖျက်သိမ်းမှုပေါ်လက်နက်တွေမလုပ်ရဘူးလို့ဝစ်ကော့ဖ်ကပြောကြားခဲ့ပြီးအီရန်ရဲ့နန်ဒက်ဖော်ဒိုနဲ့အစ်စဖာဟန်မျိုးတွေရှိနျူကလ িয়ার စက်ရုံတွေကိုအလုံးစုံဖျက်သိမ်းဖို့လိုအပ်ကြောင်းပြောကြားခဲ့ပါရယ်။ဆွေးနွေးဘက်ကအကျိုးရှိတဲ့ရလဒ်မထုတ်ခဲ့ဘူးဆိုရင်တော့သူတို့ကလည်းဆက်ပြီးဆွေးနွေးမှာမ မဟုတ်တလို့ကျွန်တော်တို့ကလည်းအခြားနည်းလမ်းတစ်ခုလုပ်သွားမှာပါလို့ Wiskoff ကပြောကြားခဲ့ပါတယ်။ Trump ကတော့ Iran Nuclear စီမံကိန်းနဲ့ပတ်သက်ပြီးတာမန်နည်းလမ်းအရာဖြည့်ရှင်းမှုအောင်အောင်မြင်ခြင်းမရှိရင်စစ်ရေးအရာရည်ယူသွားမယ်လို့ Iran ကိုချိန်ချောက်ခဲ့ပါတယ်။